မသိလို့မေးချင်ပါတဲ့နော်ပြပရန်ကိုတဲ့ဘလို့ကောက်ွယ်မသိချင်တယ်အာပြပနော်နောက်ဆရာကြမ်းမနောက်တယ်ပြပရန်ဘလို့တော့ကောက်ွယ်မှာလဲဗျာခါအခုပြည်တွင်းရန်နာမှာ6လပတ်ရန်ရနေတာအင်းပြည်နဲ့ဆိုရင်ရတယ်ပြင်းပြင်းနဲ့ခင်ဗျားတို့တခုခုမလုပ်ဘူးဆိုလို့ရှိရင်အခုခုကင်းပြင်းနဲ့မှာကင်းပေါ့နော် KNU ကနေဆက်စခန်းတော့ပဲတိုက်နေသေးရနော်နေဆက်စခန်းကိုတိုက်ပြီးတော့တဖြည်းဖြည်းနဲ့ရန်သူရဲ့ ဒီ KNU ရဲ့ဒီစိတ်ချစစ်စင်ရေးနော်ပြီးလို့ရှိရင်ဖြက်လေးဖြက်စစ်စင်ရေးကအောင်မြင်နေတဲ့ပုံစံမျိုးတွေဒီရှိနေပြီအဲ့တော့ခင်ဗျားတို့အထက်ရရှိလူကြီးမင်းများအနေနဲ့တခုခုမလုပ်ဘူးဆိုလို့ရှိရင်အခု AR အဲပြည်ပြည်နယ်ထဲမှာရှိနေတဲ့69တော့နော်အဲစာခါ20အဲ7နှစ်တော့နော်အတခြားပေါ့တက်တွေအကုန်လုံးတော်တော်များများဟာသဘုံရဲ့စိတ်ချစစ်စင်ရေးနော်ဖြက်လေးဖြက်စစ်စင်ရေးနော် ဒီစစ်စင်ရေးဒီအားလုံးမှာပုံတိုင်းတံကိုတော်တော်ခံနေရပြီတခုခုလုပ်ဖို့တော့လိုအပ်ပြီเนาะဒီနေရာမှာကျွန်တော်တို့ဟောပြတာကတိုင်းအနာကိုစားပြုအဖွဲ့တော်တော်များမှာ YouTube SA เนาะ SSPP အာ NDA မိုင်းလာဒီသုံးဘွဲ့ကထဆူနေတာကြီးမတွေ့ရဘူးသူတို့ထဆူနေတာမတွေ့ရဘူးသူတို့လုံးဝမဆူနေဘူးပြန်လာတက်လာရည်တွေအကုန်လုံးကတော့ပွင့်လိုက်ပြရင်တော်တော်လေးဟိုဒီသုံးဘွယ်ဟိုမယူသားဘူးလို့ပြောကြတယ်ဒီသုံးဘွယ်တက်လာရည်တွေအကုန်လုံးကလည်းအရင်ကြီးကြီးမားတွေမပါဘူးတကယ်ကို decision ပြနိုင်တယ်လို့မပါဘူး ဘာလို့လဲဆိုတော့ကျွန်တော်ကဝါညီရန်ကိုဝါညီရန်ကိုကျွန်တော်သွားစကားပြောတယ်။သွားစကားပြောတယ်။မနေ့ကလည်းသွားစကားပြောတာ။ဘာလို့လဲဆိုတော့ကျွန်တော်ကတင်းနေမှာမပြောဘူးကျွန်တော်သွားပြောတယ်။ဘာလို့ပြောလဲဆိုတော့သွားပြောပြီးတော့သွားပြောတယ်စကားသွားပြောတဲ့အချိန်မှာသူကတော်တော်ရှိပဲကျွန်တော်တို့သိမကြည့်ဘူးဗျာ။ခုလည်းမနေ့ကပြောပါတော့။ဆိုသိတော့မကြည့်လောက်ဘူး။တော်တော်သိတော့မကြည့်လောက်ဘူး။ဆိုကျွန်တော်ကမေးခွန်းတွေမေးဖို့ပါမရိုက်တာကံပါ။ ားလုံးအားလုံးအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့เนาะသုံးဆောင်တိုင်းပဲ video file အပိုင်းစာလေးကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ဒီမှာပထမဦးဆုံးကြည့်ရမယ့် video file ကတော့เนาะပပပေါ်ပေးတဲ့ sweep ပေါ်ဆန်းမွေးတဲ့เนาะကြည့်ကြည့်အောင်ကြည့်ကြည့်အောင် sweep ပေါ်ဆန်းမွေးเนาะပပပေါ်ပေးတဲ့ဒီပါတဲ့เนาะဆန်းပါဘယ်လုံးကြည့်လဲမှန်တယ်ရေ chief ပေါ်ဆန်းမွေးဆိုတဲ့ 吃不饱三个月，俺都没干的到去。这个好多。水不饱三个月，OK。哎，水不饱三个月，给到天天把白来的啦。白的，白的。对啦，比如阿爸，比如今天的，比如阿妈洗头过啦。嗯。阿爸，我阿鸡阿鸡拍下来，阿鸡拍下来。阿爸阿爸嘞，水不饱三个月，受不了吧？好啦，零一年的补的，零一年的补的，咱们把白嘞。 ကလပ်ပဲပါခဗျာနော်ဒါပါဘီတို့အမကြီးမြေတားကြီးရှိတယ်နော်ဂျင်းဘီတို့ရှိတဲ့အကောင်တွေစခောက်စုမိကြီးတာလည်းမပြောတဲ့ရှူပေါ်ဆက်ဝေးဆုပ်ပြီးတော့ပို့လိုက်တယ်အထဲပါပါလဲကလပ်ပဲကလပ်ပဲတော့ပါဒီပါရှိတယ်ကလပ်ပဲတော့ပါယူယူပဲပို့ပူးဘာသာရောတဲ့ပူးရီပူးရီတော့ပူးရီဖလက်ပြစ်ကိုက်နေတဲ့ဟာတွေပေးတာဘီတို့ကြည့်တာထိကက်ပဲပါဒါပေးလာတို့ဒီပါအဲပဲတော့ကြော်တဲ့အထဲထဲပါပါလဲ ပဲသိဟိုဟာတွေယူရဲ။အိုးအဲ့လိုမျိုးအဲ့တော့မင်းတို့ကတော့လက်တချပါအလေးဝဲပါအလားပြုထားပါဆိုပြောတာအလကားမဟုတ်ဘူး။အဲစုပ်ပြတ်တယ်နော်။မေရေရောမေရောလာ။ဆက်ကုန်ပြီ။နာယူရဲ့ဘောဘီကြောင့်လည်းဖြစ်တာကတော့ နော်ရဲချင်တာတော့ကြာပြီအခုမှအားရပါရရဲခွင့်ရလားနော်မင်းအောင်ဆိုင်ကိုကာကွယ်တဲ့စီခွီးလေးတွေကစီတန်းမှနော်ငါပြောဦးစုတ်တဲ့အချိန်မှာဘောမတွေကကြည့်ဒီမှာဘောမတွေကငွေကိုအကလိုက်အကလိုက်အကလိုက်ခိုင်းကြတာနော်ကြည့်ကြအောင်ကြည့်ကြအောင် ်ခေါင်းရတာတမိကြီးတွေကသူရရပါလားအင်းရရတော့တိတ်နေတာလေဟုတ်ဒီတမောင်းတွေအကုန်ဘောမဆီရတော့မြောက်သလုံးကဘောမကြည့်ရတယ်ရှိအောင်မယ်ဒီမွေးရပါဟုတ်ပြီအာဒီချက်ကမလိုတော့ဘူးဟာခေါင်းကြီးကိုတိကျကိုလာကြည့်လာပါကိုလာနော်အခုကြီးကတော့မှာဟုတ်ကဲ့အင်းကြီးရတယ်ဟုတ်ပြီဟာဒီချက်ကမလိုတော့ဘူးဟာခေါင်းကြီးကတော့မှာဟုတ်ကဲ့အင်းကြီးရတယ်ဟုတ်ပြီမောက်ကိုတော့အင်းကြီးတို့ဥဒေရှင်ခေါင်းရတာသမီးအလုံးလို့ဒီ အရောဂသုခိတာဘောမရိအဲ့လိုကောင်းစားကြတယ်စေရောမျိုးတော်များနဲ့အနာရောဂါကဲကျမ်းမှာကြောက်ပါလေအဝေယအဝေယသုခိတာဘောတာသဟာတ္တဝိညာတိစေရောမျိုးတော်များနဲ့ဘေခတေရခတေအန္တရခတေဆေယခတေပပြောင်းငြိယူရာသာနာပြေဝါကြောင့်စခွေးလေးတွေကိုပြားစားတာသူတို့ကတော်လာပဲ ธเมวะอังสาทาบอกโอเปียวละธเมวะอังสาทาကျော်မျိုးမင်းရဲ့ဗီဒီယိုဖိုင်ကိုဆင်နာထောင်ကြည့်ကြအောင်နော်ဒီနေရာမှာကျွန်တော်တို့ဟောပြတာကတိုင်းရင်းသားကိုစားပြုအဖွဲ့တော်တော်များများ YouTube SA နော် SSPP အာ NDA မိုင်းလာဒီသုံးဖွဲ့ကထဆွေးနွေးကြတယ်မတွေ့ရဘူးသူတို့ထဆွေးနွေးကြမတွေ့ရဘူးသူကလုံးဝမဆွေးနွေးဘူး လာတက်လာရူတွေအကုန်လုံးကတော့ပွင့်လာပြရင်တော်တော်လေးဟိုဒီသုံးဘွယ်ဟိုမယူသားဘူးလို့ပြောကြတယ်ဒီသုံးဘွယ်တက်လာရူတွေအကုန်လုံးကလည်းအရင်ကြီးကြီးမားတွေမပါဘူးတကယ်ကို decision ပေးနိုင်တယ်လို့မပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဝါညီရန်ကိုဝါညီရန်ကိုကျွန်တော်သွားစကားပြောတယ်သွားစကားပြောတယ်မနေ့ရက်သွားစကားပြောတာဘာလို့ကျွန်တော်ကတင်းလေးမပြောဘူးကျွန်တော်သွားပြောတယ်ဘာလို့ပြောလဲဆိုတော့သွားပြောပြီးတော့သွားပြောတယ်စကားသွားပြောတဲ့အချိန်မှာသူကအတော်ရရှိပဲကျွန်တော်တို့တိတ်မကြည့်ဘူးဗျ။ခုမနေ့ကလည်းပြရမှာပါ။ဆိုတိတ်တော့မကြည့်လောက်ဘူး။တို့တိတ်တော့မကြည့်လောက်ဘူး။ တော့ကျွန်တော်ပြမေးခွန်းတွေမေးဖို့ကျွန်တော်တို့ပြောတာကဘူးကတော့ကျွန်တော်တို့ဘူတင်ပြမှာတဲ့ဘူတင်ပြပြီးတော့ဘူကခွင့်မှာကျွန်တော်ဖြေလို့ရမှာတဲ့ဆိုပြီးပြောတယ်အဲ့တော့ဘူတယ်ဆိုတော့အဲ့ကျွန်တော်ယူယူဂျန်လစ်ကျော်ကသူ့ရှိမေးခွန်းတွေပို့ပေးလိုက်တယ်ပို့ပေးလိုက်ပြီးမဲ့လုံးဝတရက်တာကြော်သွားတယ်အကြောင်းမပြအောင်ပြောချင်တာမီဒီယာကိုဖြေဖို့ကညီရောတို့အုပ်စုကသူတို့ကမီဒီယာကိုဖြေဖို့သူ့ရဲ့ YouTube ရဲ့ဘဟုဖွဲ့ဟာဟိုခွင့်မပြုဘူးအီတော်မပေါ့ဘူးဆိုတဲ့ဒီပဲပြောချင်တာသူတို့မှာဘာမှလုပ်ပိုင်ခွင့်မရှိဘူးဘာမှအခွင့်အရေးမရှိဘူး သူတို့ပြောနေတာကိုအယုတ်ကြီးလိုပဲဟိုဝါဘဟိုကနေသူ့ကိုလွတ်လိုက်လို့လားလာတက်တာအယုတ်ပဲအယုတ်ပဲပြောနေတာကိုဘာဆိုသူ့မှာကိုပိုင်းအစွမ်းစာရေးချင်းရှိလားမရှိလားတော့ကျွန်တော်မသိနိုင်ပဲအယုတ်ပဲဘာမှမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဝါညီရဲဆိုမဖြစ်ဘူးအဲ့တော့အဲ့လိုတော့ဖြစ်တာပေါ့နော်တကယ်ဆိုသူ့ကိုမေးရမယ်မေးဖို့လည်းအများကြီးရှိတယ်တန်းစီမေးဖို့ရှိတယ် SSPB ကိုလည်းမေးရမှရှိတယ်မိုင်းလောက်လည်းမေးရမှရှိတယ်ဥပမာဆိုကြပါဆိုဗျာဝါဆိုလို့ရှိရင်ကိုဝါဆိုရွေးကောက်ပွဲကိုဝါဒေတာမှာရွေးကောက်ပွဲလုပ်လို့ရမှာလားနောက်မိုင်းလာဒေတာမှာရွေးကောက်ပွဲလုပ်လို့ရမှာလားကျွန်တော်တို့မေးရမယ်ဒါပေမဲ့သူတို့အဲ့ဒါကိုမဖြေနိုင်ဘူးမဖြေတဲ့အပြင်ပတ်ပြေးမှာသူတို့ပတ်ပြေးနေတယ်အဲ့လိုရှိတယ် မဖြေတဲ့မြေပတ်ပြေးတယ်ဘယ်မီဒီယာမှမတွေ့ဘူးအာခင်ဗျာမီဒီယာတွေကမေးဖို့ကြိုးစားရအကုန်လုံးအဲ့ဒါကိုတော့တည်တည်နဲ့တွေ့လာတဲ့ခါလေးကိုဟိုကရှောင်ပြေးရှောင်ပတ်ရှောင်ပြီးတော့အကပ်ပြေးတယ်အချိန်ကမရဘူးအခန်းထဲပြန်ပြေးဝင်တာအဲ့လိုကြီးတော့ပြောချင်တာကဗျာဟိုမီဒီယာရှေ့မှာဖြေဖို့ဝါညီရောတဲ့အိုးစုကလုံးဝမလုပ်ဘူးမိုင်းလာလည်းမလုပ်ဘူး SSPB လည်းမလုပ်ကျန်တဲ့တချို့က DG DGB ရလူတွေလည်းမလုပ်ဘူးသိချာမသိမလုပ်ဘူးအတော့အဲဟိုတခြားဖွဲ့လည်းရှိပါသေးတယ် တချို့ဖွဲ့ကြောင်းဒီဘာလို့တော်တော်လေးပုံမလေးလေးနဲ့မီဒီယာရှေ့မှာဖြည်လာတဲ့သူတွေမီဒီယာရှေ့မှာရေးဝန်ပြောရလာတဲ့ဟိုဖွဲ့စည်းတွေအများကြီးတွေ့ရတယ်။သို့တော့အဲ့ဒီဖွဲ့တွေကလုံးဝမဖြည်ဘူးပတ်ပြည်နေတယ်။ပြောရရင်ပွဲတချို့ပွဲတွေပွဲကိုလာပြီးအဖြစ်သဘောလာတက်လို့ဖြစ်တယ်။ပြောရရင်နိုင်ငံတော်ကတော့ခွင့်ပြုပေးထားတယ်ခွင့်လွှတ်ပေးထားတယ်နားလည်ပေးထားတယ်စာနာပေးထားတာတော့ဒီကောင်ဒီလူတွေကတော်တော်လေးကိုဟိုအဲ့လိုတော့ဗီဇတွေကမကောင်းဘူး။ဗီဇတွေမကောင်းဘူး။တိုင်းပြည်နဲ့ပတ်သက်ဗီဇတွေမကောင်းဘူး။ပြီးတော့သူတို့ဒေသကသူတို့ဒေသကလက်နက်ကင်ထားပြီးတော့သူတို့ဒေသလူတွေကိုတနာဘောကောင်တော့ဝါတိုင်းဝါပြည်လူတွေဝါပြည်လူတနာဘောကောင်တော့ဝါ ောနေတာပြည်သူတွေသနာကိုကောင်းတယ်ဗာလဲဒီမိုကရေစီမရဘူးဗာဒီမိုကရေစီမှလည်းမသိဘူးကြဲအဲ့တော့တချို့ကျွန်တော်နိုင်ငံလူတွေပြောကြတယ်ဒီမိုကရေစီလို့ဒီမိုကရေစီမရလို့အာဒီစစ်ဆိုးရဗာလဲညာဖက်ကပြောတယ်โอเคဒီစစ်ဆိုးရဆိုပြီးအောက်မှာကျွန်တော်နေနေရချိန်မှာကျွန်တော်တို့ဝေဖန်ပိုင်ခွင့်ရှိပြီမယ်ကျွန်တော်ဝါဒေတာမှာနေပြီးဝါမှာကြည့်ပြီးဝါမှာမိရလို့ကျွန်တော်ဒီနေ့ဝေဖန်မှာရှိဘူးဒီလိုဘုံငင်းကိုကြည့်ကြတယ်အဲ့တိုင်းပေါ့ဗာကဘာလို့ဆိုဝါဒေတာမှာကျွန်တော်နေနေထိုင်ရပြောတာဘာလို့ဆိုဝါရဲ့အုပ်ချုပ်မှုအောက်မှာကျွန်တော်သူ့ဝေဖန်လို့မရဘူးသူ့ကိုထောက်ပြလို့မရဘူးသူ့ကိုဘာမှမပြောလို့မရဘူးအဲ့တော့ဝါကွန်မြူနတီဆန်ဆန်အုပ်ချုပ်နေတာ ဲ့လိုအုပ်ချုပ်နေတာအဲ့တော့ညီရောဘာလို့ဆိုအဲ့လိမ့်မေးရတယ်။အဲ့ဒါညီရောဘာလို့ပတ်ပြေးနေတာ။မင်းတပါတယ်ရော။ဆိုတော့ဟိုမမပေါ်မပေါ်လည်းမယူတော့ဘူး။မိုင်းလာလည်းအလားတူပဲ။မိုင်းလာလည်းအလားတူပဲ။မိုင်းလာမိုင်းလာကုဆိုရင် तू သူရှိမှာမိုင်းလာမှာလက်နက်ဆဲကိုရှိနေပြီဆိုတာတိကျကျွန်တော်သိတယ်။လက်နက်ဆဲကိုမိုင်းလာမှာရှိနေပြီဆိုတာကျွန်တော်သိတယ်။ဒါပေမဲ့မိုင်းလာကောင်လေးလည်းအမီးမကောင်ပတ်ပြေးနေရတယ်။ဆိုတော့ဆိုတော့တခါကျရင်မိုင်းလာတို့ဝါတို့ဟာပို့နေမှာမြန်မာနိုင်ငံထဲမှာနေပြီးတော့မြန်မာမြေမြန်မာရေမြန်မာရဲ့ပိုင်တဲ့နေမြေစီးထဲမှာရှိပြီးတော့သူတို့ကသူတို့ဟာသူတို့ဘာလို့တဘိုးတမင်းလုပ်ချင်တယ် โอเคกูနိုင်ငံထွက်ပြီးတော့နိုင်ငံထွက်မလားဆိုတော့နိုင်ငံเนี่ยထွက်မလားဆိုရင်သူတို့လည်းမထွက်ရဘူးထွက်ဖို့ကြတော့လေကျွန်တော်တို့တမိုင်းမှာအကုန်လုံးကျွန်တော်တို့ကဒီနိုင်ငံနေနေကြီးอ่ะကိုယ့်လက်ထက်ကြမှာဒီကောင်လေးထွက်သွားတယ်ဆိုတော့ဖြစ်လို့လည်းမရနိုင်ဘူးအဲ့တော့တော်တော်တော့ခက်နေတယ်ဒီကောင်လေးနဲ့ပတ်သက်ရင်ခံရတွေ့တာတော်တော်ခက်တယ်ဒီမှာပါတယ်ဆိုတော့ကျွန်တော်တို့ပို့လိုက်ပြန်တော့ဟိုဝါတို့မိုင်းလာတို့အပေါ်မှာယုံကြည်တော့ကျွန်တော်မရှိဘူးရှိဘူးလေအဲ့ဒါယုံဘူးလေတော့ကိုသူကရှမ်းဖြစ်တဲ့အတွက်နည်းနည်းတော့ကျွန်တော်နားလည်မင်းတပါကတော့သူတို့ကိုရှုံတာအာကိုတာဆန်ပြုတ်တောင်တိုက်တီးတာပဲ မီဒီယာနဲ့ချစ်ချင်မှုမလုပ်ဘူး။ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်ကသူတို့ကိုယ်တိုင်ကအစကတည်းကသူတို့ကိုစကားပြောဖို့လုပ်လိုက်တာမဟုတ်ဘူး။အယုတ်လိုမျိုးလာထိုင်ဖို့လုပ်လိုက်တာ။အဲ့တော့ညီမတို့ကလည်းဒီရောက်လာရပေမဲ့အယုတ်လိုပဲဘာမှမလုပ်ခွင့်မရှိဘူး။ပြောရင်ဟိုကသူတို့ USA ရဲ့ community community center အုပ်ချုပ်နေတဲ့ USA ကဘဟုကနေပြီးတော့ခွင့်မပြုရင်အီရောင်ချင်းချင်းမပေါက်ရဲဆိုတဲ့အထိပဲတက်ရောက်နေတော့တွေ့ရတယ်။မင်းရောပေါက်တော့ဝတ်ပြည်သူကလည်းပေါက်ရဲတယ်ခန်းစားနေရတယ်။ဝတ်ပြည်အီးတယ်တယ်မပေါက်နိုင်ဘူး။တို့ခေါက်အောင်လည်းတော့တွေ့ရတယ်။ဟုတ်တယ်။ ွားပြည်သူတွေကနာဖို့ကောင်းတယ်ဒီလိုမစီမရဘူးရုပ်ကောင်းလည်းလုပ်ပါရမယ်လို့ပြောတယ်ဘွားရဲ့ခေါင်းဆောင်တွေကဖေးပြီးသားတာပြီးမီမီပြီးတူတူပြီးတူတူမှအဲ့လိုပတ်လိုက်ရိုက်ပြီးတက်ပြီးတော့တာမန်ဝါပြည်သူတွေကအဲ့ခေါင်းဆောင်တွေကိုခင်ဗျားဟိုခေါင်းဆောင်တွေကိုမော့တော့ကြည့်ဖို့မရှိဘူးဝါနေတာမင်းတပားလည်းအထုတူဖြစ်မှာပါရဘူးကတာမန်ပြည်သူကမော့တော့ကြည့်လို့မရဘူးဝါအထုတူနေရဒါပေမဲ့ဝါရဲ့အုပ်စုတွေကတော့ကိုယ်လည်းတော့သူကခေါင်းဆောင်တွေကဘာလဲသူတို့ရင်းနှီးချုပ်ဖို့ကြိုးစားကြတယ်အဲ့တော့ community ဆက်ဆံတယ် ုကျွန်တော်တွေ့ရတယ်အဲ့တော့ဒါတွေကညီမတို့ဘာလို့ကျွန်တော်မေးရတဲ့ကိစ္စအဲ့တော့မမေးဘူးဒီမှာပြောလိုက်တယ်မရဖန်တကယ်လို့သူရုပ်သံနားထောင်ပြီးလို့မင်းပြန်တွေ့တဲ့ခါကျတော့ပြောကြတာပေါ့ဒါပဲရှိရတယ်ကျွန်တော်သိပြီးတော့ကောင်းတယ်ကျွန်တော်ဒီတွေ့တဲ့ဒီတွေ့တဲ့ကျွန်တော်တွေ့တာအများကြီးရှိရတယ်အဲစကားလို့လည်းကျွန်တော်ပြောကြတယ်အဲ့လိုသဘောလေးပြောကြတယ်အများကြီးရှိပါတယ်အဲ့တော့အများကြီးပြောကြတဲ့ခါမှာဒီနိုင်ငံနဲ့ပတ်သက်လို့အကုန်လုံးကတော့ဟိုကျွန်တော်နိုင်ငံချစ်ပါတယ်ဗျာတော့သူတို့ပြောကြတာပဲနိုင်ငံချစ်ပါတယ်လို့သူပြောကြတယ်တကယ်ချစ်ဖို့ပဲလိုတာတကယ်ချစ်ဖို့ပဲလိုတာတကယ်ချစ်ပြီးတော့မှတိုက်ပြီးဘလို့ဝိုင်းပြီးကူညီရမယ်စဉ်းစားမှာ လို့ဆိုတော့ဆွနေဘွယ်ကိုလာတက်ပြီးတော့ဆွနေကြတယ်ဆိုကြတဲ့ကပဲဒါသူတို့ဒီတိုင်းပြည်နဲ့ပတ်သက်ပြပြသဘောဆောင်ပူးပေါင်းဆောင်ရုပ်လုပ်တယ်လို့အတိအမဲ့တဲ့ရောက်တာပေါ့နော်ဆိုတော့မီဒီယာနဲ့ပတ်သက်လို့မီဒီယာရောတော့ခုန open ဖြစ်ပေါ်ပြတာရောမီဒီယာတွေကဝင်ရိုက်တယ်လက်ပေါ်ရတဲ့သတင်းယူတွေအကုန်လုံးခင်ဗျာ brand တော့ရှောက်မေးရအများကြီးလို့ပြောကြတယ်ဆိုတော့မနေ့ကညနေမှာသတင်းရှင်တွေဝယ်ရှိမယ်လို့သိရတယ်အဲ့တော့ကြာရင်တော့အကုန်လုံးခြုံပြီးသိရအောင်ပေါ့နော်ဆိုတော့ဆွနေဘွယ်မှာတော့ဒါအလုံးဆွနေကတော့ပေါ်လင်ပြောတော့ဟိုခုနပြောတဲ့ foreign တွေထဲမှာပါလာတဲ့ ဒီရွေးကောက်ပွဲအလွန်ဒီမိုကရေစီကိုဘယ်လိုသွားမလဲဆိုတာမျိုးတွေအရစာကျွန်တော်ဆွေးနွေးပါတယ်။ဒါကြရွေးကောက်ပွဲအလွန်မှာကျွန်တော်ဘယ်လိုသွားမလဲ။နောက်လူတွေမဲပေးဖို့ကိစ္စဘယ်လိုသွားမလဲဒါတွေဆွေးနွေးကြပါတယ်နော်။ပြောင်းကြည့်ရဲ့ဗီဒီယိုဟိုင်းကိုပဲဆက်နားထောင်ကြည့်ကြအောင်နော်။မသိလို့မေးချင်ပါတဲ့နော်။ဒီပရန်ကိုတဲ့ဘလို့ကောက်ပဲမသိချင်တယ်။အာဒီပရန် နော်နောက်ဆရာကြာမှနောက်တယ်ဒီမှာရံဘယ်လိုသွားခွာခွေမှာလဲဗျာခါအခုပြည်တွင်းရံတော့မှ6လပတ်ရံရနေတာအင်းပြည်ပြည်နဲ့ဆိုရင်ရတယ်ကရင်ပြည်နဲ့ခင်ဗျားတို့တခုခုမလုပ်ဘူးဆိုလို့ရှိရင်အခုကရင်ပြည်နဲ့မှာကရင်ပေါ့နော် KNU ကနေဆက်စခန်းတော့ပဲတိုက်နေသေးရနော်နေဆက်စခန်းကိုတိုက်ပြီးတော့တဖြည်းဖြည်းနဲ့ရန်သူရဲ့ဒီ KNU ရဲ့ဒီစိတ်သက်စစ်စင်ရေးနော်ပြီးလို့ရှိရင်ဖြက်လေးဖြက်စစ်စင်ရေးက အောင်မြင်နေတဲ့ပုံစံမျိုးတွေဒီရှိနေပြီအဲ့တော့ခင်ဗျားတို့အထက်ရာရှိလူကြီးမင်းများအနေနဲ့တခုခုမလုပ်ဘူးဆိုလို့ရှိရင်အခု AR အဲကရင်ပြည်နယ်ထဲမှာရှိနေတဲ့69လို့နော်အဲစာခါဟာ20ဆနစ်တို့နော်အတခြားပေါ့တက်တယ်အကုန်လုံးတော်တော်များများဟာသဘုံရဲ့စိတ်သက်စစ်စင်ကြီးနော်ဖြက်လေးဖြက်စစ်စင်ကြီးနော်ဒီစစ်စင်ကြီးတွေအားလုံးမှာပုံတိုင်းတံကိုတော်တော်ခံရပြီတခုခုလုပ်ဖို့တော့လိုအပ်ပြီနော်အင်းကော အဲ့တော့အခုနံပါတ်1အနေနဲ့ကျွန်တော် concrete ကိုဗဟုပြုပြီးပြောပါမယ်နော်ပြင်ရင်ပြင်ရင်အကုန်လုံးပြောရမှာဟုတ်နော်ဟိုဘာကြောင့်လဲဆိုတော့အဲ့မှာရှိနေတဲ့တက်တွေအကုန်လုံးပေါ့နော်ကြုံတိုးကြုံတိုးတစ်ကြောကနေပြီးတော့ကျွန်တော် concrete နော်အဲ့ concrete တစ်ကြောအဲဒီဘက်အဲ့ဘက်ကတက်တွေအခြေအနေကိုကျွန်တော်ပြောရမှာဟုတ်နော်အဲ့တော့ concrete ကိုဗဟုပြုပြီးပြောမယ်နော် concrete ဆို color 60ခွန်ရှိမယ် color 60ခွန်ဆိုလို့ရှိရင်တပုံဘက်ကအဲဘလိုဟောမစရောအဲ့ဒီခြံဝါးထိပေါ့ဂိတ်ဝါးထိသွားပြီးတပုံ တက်ဖို့ရိုက်လာတာတက်ဖို့ရိုက်လာတာရှော့မတွက်နေတာသိလားပန်းတော်ကြီးတော့နိုင်အောင်မတိုက်ပဲနဲ့နော်တမတုံးလေးလေးကိုသွားတိုက်တော့တဲ့အမှအမြတ်ဟုတ်ကဲ့တည်တော်နေအောင်နေသေးတယ်ကျွန်တော်ကကော့ပရိတ်သားပါတယ်ဟုတ်ပါတယ်ကောင်းပါအဲ့တော့ကော့ပရိတ်သားတွေတည်လိမ့်မယ်အခုဘယ်လောက်ဒီဒုက္ခရောက်နေဆိုတော့နော်ရှိခါဒီဘလောက်ဆောင်ဆိုလို့ရှိရင်အဲ့ပါလမ်းနေပိတ်ထားတဲ့ခါကျတော့ကုန်စည်နှုန်းတွေတအားတက်နေတယ်နော်ကွန်ကရစ်မှာ နေရာတိုင်းမှာကုန်စည်အကင်းနဲ့မုံကပူပေါမယ်ပူပေါမှာပူပေါမှာဘာကြောင့်လဲဆိုတော့မုံကတစ်ချမ်းကွဲထွက်နေတဲ့အချိန်မှာကျွန်တော်တစ်ချမ်းကနိုင်ငံရေးဘက်ကနေပြီးနောက်တစ်ချမ်းကတော့ KNU နဲ့ပူပေါင်းသွားလိုက်မယ်ပူပေါမှာပါအဲ့ပူပေါင်းပြီးစော်ကြလိုက်မယ်အဲ့တော့သူတို့စော်တာရေးမကြည့်ဘူးသူတို့စော်တာသူတို့လုပ်ပဲဒါပေမဲ့ကိုယ့်ဘက်ကအဲရာရှိကောင်းဆောင် ပြတ်သားရမယ်อืมနော်အခုလက်ရှိအခြေအနေမှာတပုံရဲ့ဖြက်လေးဖြက်စစ်စင်ရအောင်မြင်နေတယ်သူတို့အောင်မြင်မှုကဘယ်လိုပြတ်သွားပြီဆိုအခု တက်တွေကရိတ်ခါနေလာတယ်နော်တက်တရရိတ်ခါနေလာတယ်ဒါပေမဲ့ရက်တည်နိုင်တယ်ရှိနေသေးတယ်နော်တော့တော့လည်းပဲရိတ်ခါတိဝလိုအပ်တယ်နော်အဲနောက်တစ်ခုအနေနဲ့ပြည်သူဒုက္ခရောက်နေတယ်ပြည်သူကကုံစင်းလုံးနေအဲ့မှာမတရားကြီးနေတယ်နော်တရားကြီးနေတယ်တက်တွေကိုလည်းသူတို့ကဒီလမ်းကြောတွေအကုန်လုံးကတပုံကအဲဒီ KNU စစ်သွေးကြတပုံပေါ့ဗျာဒီတပုံကနေရာတွေကစီးထားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲလမ်းပန်းဆက်သွေးကြီးတွေလည်းပြတ်တောက်နေတယ်อืม ဲ့တော့ဒီတခုခုတော့လုပ်ဖို့လုပ်ပြီခင်ဗျားတို့ဒီကိစ္စမှာဟိုပြည်သူကိုညှပါတယ်အိမ်နေညှပါတယ်ဆိုပြီးနေမယ်ဟဲ့ဆိုရင်တပုံခိုးအောင်ပြီးတော့ဒီလမ်းကျောကဘယ်လို့မှပေါက်ထွက်မှာမဟုတ်ဘူးဒီလမ်းကျောကိုဖောက်ပြီးလို့လဲဒီလမ်းကျောမဖောက်ဘူးဆိုလို့ရှိရင်တော့မရအောင်ပြည်သူတွေငတ်ပြတ်နေဦးမှာပဲဖြစ်တယ်အဲ့တော့အခုဘယ်လိုတွေဖြစ်နေလဲဆိုတော့အဲခလာကိုယ်စားကွန်တက်ဆိုလို့ရှိရင်လည်းဒီရိတ်ခါတွေပေါ့ဗျာနဲတယ်ပေါ့ဗျာနော်ရိတ်ခါတွေနဲတယ် အရိခါတွေနဲလာတဲ့အခါသပုံကလည်းဖြက်လေးပြက်ဖြက်တာကကြာပြင်ထွက်မရဘာထွက်မရခါကတက်ထဲမှာပဲနေကြလာတဲ့အခါကျတော့သူတို့စိတ်သက်စစ်စင်ရေးကြောင့်မိမိတက်တွင်းမှာလည်းအခုဆိုရင်အတက်တွင်းစီလုံးညင်းမှုချစ်ခင်ရေးဆိုတာထက်စားလို့ရှိရဲ့တက်တွင်းခွဲခြားဆက်ဆံရေးဆိုတာလေးဖြစ်လာတယ်အင်းဒါကတက်တွင်းတက်တွင်းခွဲခြားဆက်ဆံရေးတွေဖြစ်လာသလို့ ဘယ်လိုပြောမလဲဆိုအထက်နဲ့အောက်ကြားထဲမှာမညီညွတ်မှုတွေဖြစ်လာတယ်နော်အဲ့လိုမညီညွတ်မှုတွေဖြစ်လာခြင်းအဖြစ်အခုမှမဟုတ်တပုံဘက်ကိုနော်တပုံဘက်ကလည်းထိုးစိတ်တဆစ်စင်ရေးအပြင်ကိုနောက်ထပ်ဒီပေါ့နော်သူတို့ရဲ့တခြားအပြော့ line ပေါ့အပြော့ line နဲ့နော် soft power နဲ့စစ်ပီးတွေများအောင်လုပ်နေရလည်းရှိတယ်စစ်ပီးတွေလည်းတော်တော်လေးပေါ့နော်တပြေးနေရရှိတယ်အဲ့အတွက်ကြောင့်မို့လို့အဲတော်တော်လေးပြင်ဆင်ဖို့ခင်ဗျားတို့လိုအပ်နေပါဘူးမရတော့ မဟုတ်ဘူးဆိုလို့ရှိရင်တော့အခုတမုံဘက်ကိုပြေးသွားတဲ့ဒီပေါ့စစ်ပြေးတွေတွေမနေတာမဟုတ်ကြည်ပြည်တယ်နော်အဲ့တော့ဒူလက်တီရှေ့ချောက်ခင်ဗျားတို့ဒီလိုပဲကရင်ပြည်နယ်ကိုချော့ထားမယ်မြှူထားမယ်ညှာထားမယ်ဟေးဆိုလို့ရှိရင်တော့အမ်လို့ခမဲတမုံရဲ့ဒီစိတ်တဲ့ဘိုင်းဆန်ရာထိုးစစ်စင်မှုကအောင်မြင်သွားနိုင်တယ်နော်အဲ့ဒီတော့ကြောင့်မလို့ဘာလို့ရမလဲဆိုရင်အကောင်းဆုံးကတော့အစီအပြတ်မှတ်စီကိုနော်စစ်ရဲ့သဘောတရားအတိုင်းစစ်ကိုခေါ်တဲ့အတွက်ကြောင့်မလို့ပြက်ပြက်တတ်တာ နှိမ်နှင်းမှုလိုအပ်တယ်ဒါကနံပါတ်၁ချက်လမ်းကြောင်းဖောက်ရလမ်းကြောင်းဖောက်ပြီးရိတ်ခါရောက်တယ်ရိတ်ခါရောက်ပြီးဟိစစ်သားတွေဝဝလင်စားရမယ်ဆိုလိုချင်တာတနက်မှာတရက်မှာနှစ်နက်ဆိုတာလည်းဆိုရရှိရမြာကျွန်တော်တို့စားတော့လေးပဲကျွန်တော်မိကိုပြီးစားနေချိန်မှာမနက်စားတော့မှနော်မနက်စားတော့မှကျွန်တော်တို့မစားတာလနဲ့ချီလေးနော်တနေ့ရောနက်နက်စားလက်အဲ့တော့ရိတ်ခါတွေလိုအပ်နေတယ်နော်ပို့ပြီးတော့ကောင်းတဲ့လက်နက်ခဲရန်တွေလိုအပ်နေတယ်နော်အဲ့ဒါလေးကျွန်တော်ပြောပြခြင်းနဲ့အဲနောက်တစ်ခုက တက်တင်းခွဲခြားဆက်ဆံမှုတွေနဲ့မညီညွတ်မှုတွေရှိနေတယ်เนาะအဲ့ဒါကနံပါတ်ဟိုအဲ့ဒါကတေချာစီဇန်ဆောင်ရွက်မဲ့ကိစ္စလေးဖြစ်တယ်တက်တင်းမှာစီးလုံးညီညွတ်မှုကိုပေါ်ဆောင်ဖို့အတွက်ကိုခင်ဗျားတို့အဲ့ဒါကိုဖိအားပေးပါเนาะအခုကတက်တင်းမှာပါစာနဲ့အဲ့လိုခွဲခြားဆက်ဆံနေရာလေးတွေကျွန်တော်တို့ကြားသိနေရတယ်အတီးပြုဖို့တော့ခင်ဗျားတို့စူးစမ်းပါเนาะအဲ့တော့အဲ့လိုမျိုးတွေဖြစ်လာရင်ကြာရှည်ကျွန်တော်တို့ကစိုးရိမ်လာတာပါကျွန်တော်တို့ကြားသိရတဲ့တင်းကိုကျွန်တော်ပြောတာပါเนาะကျွန်တော်တို့ကစိုးရိမ်လို့ကျွန်တော်ပြောတာအဲ့တော့ဘာလို့လဲဆိုခင်ဗျားတို့ဘက်ကအတီးပြုပြီးတော့ ဒီကိစ္စကိုပြည်လောင်ဆောင်ရွက်ဖို့လိုတယ်။နောက်တစ်ခုကပါစရီအနေနဲ့ကတကယ်တကယ်တမ်းသူတို့ကိုခေါ်ဝင်ဆိုလို့ရှိရင်ခင်ဗျားတို့ပဲပြောရတယ်လေဗျာနော်ပါစရီခေါ်တာကိစ္စအောင်ခိုင်းဖို့ပါနော်နောက်တစ်ခုကလုံခြုံရေးဆောင်ရွက်ဖို့ပါတက်မှာပဲနေရမှာပါဆိုတော့တကယ်တကယ်တမ်းအခုချိန်မှာဖြစ်နေတာကခြေတန်းထွက်လာရင်ပါစရီပဲอืมနော်ပါစရီပဲရှိပြီးတော့နော်အဲချို့တွေကမထွက်ကျင်တဲ့ပုံစံမျိုးတွေတွေရှိနေအဲ့တော့ပါစရီကိုဖိခိုင်းနေရရေးလေခင်ဗျားတို့ ရှော့ပါပါစာကိုခွဲခြားနေရရင်လည်းခင်ဗျားတို့ရှော့ပါเนาะနောက်တစ်ခုကပါစာတွေပုံမှာတို့ရဲ့စာချုပ်ပြည့်နေချင်းထွက်ခွင့်မပေးတာလည်းခင်ဗျားတို့ရှော့ပါเนาะအဲ့ဒီမျိုးသားခင်ဗျားတို့ဘက်ကဟိုကျွန်တော်ကဒီစကားမျိုးပြောလို့ရှိနေခင်ဗျားတို့အဲ့ဒီဘလိုခေါ်မလဲဆိုတော့အဘအပေါ်မှာလော်ပြီးဒီဘာမှနားမလဲတဲ့ဒီဟိုစစ်တပ်ကိုကြာရှုံးအောင်လုပ်နေတယ်เนาะကိုထောက်ခံမှန်းမသိကိုလို့ရက်ကစစ်တပ်ကိုနွန်းချစ်မမဒီနှစ်မမဒီလုံနေတဲ့အုပ်စုပါလည်းပြောလိုက်မယ်ကျွန်တော်ဆိုလိုချင်တာကစီးနဲ့ကန်းနဲ့ဖက်ဖွင့်အချိန်ကြတဲ့သူကိုပေးထွက်ရမယ်နော် အဲ့ဒါကအရေးကြီးတယ်အတေပဲထွက်လို့ရဖွက်ခွင်းတန်တဲ့သူတွေကလည်းမထွက်ရဘဲနဲ့နေနေတယ်အဲ့တော့စစ်ကလည်းမတိုက်ချင်တော့တစ်ဖက်ကလည်းစီရေးဘယ်လိုခေါ်မလဲဆိုတော့ဟိုတစ်ဖက်ကလည်းပုံမှန်လင်းပြောရင်ဒီပေါ့နော်သူတို့ကလည်းနေနေစိုးမိုးမှုတွေရလာပြီနော်အစီပြေးတယောက်ခေါ်တာလည်းအစီပြေးတွေအများကြီးခေါ်တာလည်းဒီခါလည်းစုပြီးတော့မှတက်ထောင်ပေးလိုက်ရင်အပြည့်အစုံတက်အောင်မယ်အင်းအဲ့တော့အစီပြေးတွေများလာဖို့ကဘာလို့ရမလဲဆိုလို့ရှိရင်ခင်ဗျားတို့နံပါတ်၁ချက်လောက်ကမှာကခွဲခြားဆက်ဆံမှု စစ်ပြေးတွေဘာကြောင့်များလာလဲဆိုတော့အဲ့ဒီ root cause ကိုကျွန်တော်တို့ကဖြုတ်ဖြတ်ရမှာ root cause ကဘာလဲဆိုရင်တက်တွင်းမှာမညီမြမှုအထက်ရာရှိများရဲ့မစင်မခြင်းစစ်တီတွေပေါ်မှာနော်ကျုံလို့သဘောထားဆက်ဆံမှုတွေကဒါကတအားဆိုးတာဒါပြောင်းစစ်သားတယောက်ကိုတရင်မှုအိမ်မှာခေါ်ခိုင်းမှန်းလို့မရှိဘူးနော်ရာရှိရဲ့ဘယ်လိုဆိုချင်းခဏခေါ်တိုက်ပိုင်းဝင်ခိုင်းမှန်ခိုင်းမှန်ဝင်မရှိသလို we are with our look ခိုင်းမှန်ဝင်မရှိဘူး ဒါမဲ့ PA အနေနဲ့ပေါ့ဗျာဒါမဲ့ဒါကတမျိုးဒါသူ့ကိုယ်တိုင်ကလူအဲ့လိုစားတမျိုး PA အနေနဲ့ဆိုတာတမျိုးပေါ့နော်ဒါမဲ့စစ်သားတွေရဲ့ကိုစစ်သားရဲ့ဂုံတိတ်ခါသူ့ရဲ့စီကံနိုင်ထားရင်သူတို့ကိုယ်တိုင်ကသူတို့ရဲ့စိတ်ဓာတ်ကဘယ်လိုပြောမလဲဆိုတော့ငါဟာ professional ငါဟာစစ်သားငါဟာကြုံမဘူးဆိုတဲ့စိတ်ရှိမှသာလေသူ့ရဲ့ဒါစီရေးအဖြစ်ကိုသူ့ကိုယ်သူစစ်သားတယောက်ဖြစ်တမန်ကိုကိုကခင်ဗျားတို့ဒီစစ်တပ်မှာဖြစ်နေတာကဟိုဘယ်လိုပြောမလဲဆိုတော့ကိုယ်ပိုင်နံပါတ်လေးတပွင့်ကြီးနေအောင်ပါပဲအကောင်လုပ်ချင်တယ် ဒါအမှန်အဲ့ဒါကနံပါတ်၁ချက်နံပါတ်၂ချက်ကဟိုဘယ်လိုဟောမလဲဆိုတော့တရက်လောက်နှစ်ရက်လောက်သုံးရက်လောက်ဟိုအုပ်ခွဲတက်ချက်ဒီလောက်ကဘယ်လိုဆိုမလဲဆိုတော့မနေ့တနေ့ကမှဝင်လာတဲ့သူဆိုလို့ရှိရင်မင်းတို့ကောင်မျိုးကိုငါကအိမ်မှာခိုင်းလိုက်အကြာကြီးခါကျုံလို့ခိုင်းလိုက်လို့ရတယ်မနာလေလားဆိုတဲ့ပုံစံမျိုးတွေအထိပြောနေတာလေအဲ့တော့အဲ့ဒီစာကျင်နေနော်စာကျင်နေဖို့လေအရာရှိတွေက ဆဲဆိုအဲ့အဲ့ယူအဲ့ယူခင်ဗျားတို့ short ပါเนาะဆဲဆိုအဲ့အဲ့ယူအဲ့ယူခင်ဗျားတို့ short ပါเนาะအဲ့ယူ short ဖို့ခင်ဗျားတို့အញ្ញံကိုလွတ်တယ်เนาะအရာရှိကအကျက်စစ်တီတွေကိုဖိတယ်ဖိတယ်ဆိုတာကနှိမ်နဲ့ပုံနှိမ်ချတဲ့ပုံတော့အကျက်စစ်တီတွေကမနေ့ကမှထွက်လာတဲ့စစ်တီကိုနှိမ်နဲ့မနေ့ကမှလာတဲ့စစ်တီကပါစကိုပြန်နေတယ်ဒါတွေကခင်ဗျားတို့မပြေဘူးဆိုလို့ရှိရင်အာစစ်တပ်ကနောက်ရေးမကောင်းနိုင်ဘူးရှေ့ရေးလည်းမကောင်းနိုင်ဘူးเนาะနောက်တစ်ခုကတော့ဂရီတီတွေပေါ့ဗျာဂရီတီဆိုဆိုတာကတော့စစ်သားတွေကို မြန်မာနိုင်ငံလုံးဟိုမြန်မာနိုင်ငံမှာရှိတဲ့ယောက်ျားတွေအားလုံးခင်ဗျားတို့စစ်မှုထိုင်ခိုင်းလို့လဲကျွန်တော်တို့ကပြောပိုင်နဲ့ညင်းဆိုပိုင်နဲ့မရှိဘူး။တို့ပါတော့လဲပဲစစ်ထဲမှာရှိနေတဲ့သူတွေကိုနော်ဟိုဒါမျိုးမညာမတာဆက်ဆံမှာတော့အနောက်ကောင်အနောက်ကလူတွေကဘယ်သူမှဝင်နေမှာမဟုတ်ဘူးနော်။အဲစမြတ်စစ်စစ်မှုထမ်းလို့ဆိုပြီးသွားခေါ်လို့ရှိရင်တချို့ကပိုလီယိုလုတ်ပြတာနဲ့တချို့က၆ပြတာနဲ့နော်တချို့ကဘယ်လိုလဲဆိုတော့ပါဇက်ရွေးပြတာနဲ့လုတ်ပြလိုက်ပြီးမဝင်ရင်းတဲ့သူတွေညာလဲဘာကြောင့်လဲဆိုတော့ သူတို့ရှင်းတဲ့လူတွေကမအောင်ဝင်ဝင်ထွက်ခွင့်မရတဲ့ဟာသူတို့ဝင်လဲထွက်ခွင့်မရအောင်ဆိုတဲ့ပုံစံမျိုးဆိုခင်ဗျားဘယ်လိုလုပ်သွားစီးရုံးမလဲလူပြည်သူလူထုကိုစစ်တပ်အနေနဲ့ဘယ်လိုသွားစီးရုံးမလဲအဲ့ဒါခင်ဗျားတို့ဟိုလိုအပ်တယ်နော်အဲ့တော့စစ်တပ်သွေးလည်ပတ်မှုကောင်းနေဖို့လိုအပ်တယ်အရှိမဟိုဘယ်လိုမှစာချုပ်ပြည့်တဲ့လူတွေထွက်ခိုင်းလိုက်အနောက်ကလူတွေဝင်ခိုင်းရနော်နောက်ကလည်းသူ့အတူမကျေနပ်လို့ဝင်ထပ်ပြီးနေကြမှာဆိုလို့ရှိရင်ဒါတမျိုးမြန်မာနိုင်ငံမှာရှိတဲ့ယောက်ျားတွေအားလုံးစစ်မှုထမ်းခိုင်းလိုက်ရင်ကျွန်တော်ကထမ်းကျွန်တော်ကိုယ်တိုင်လည်းထမ်းတယ်ဗျာနော်အကယ်၍ ခင်ဗျားတို့အရှိကပါဗျာနော်အဲခင်ဗျားတို့အရှိကဒီစစ်တီတွေအားလုံးစာချုပ်ပြည့်လို့ထွက်ခိုင်းနေထွက်ရမယ်ဟဲ့ဆိုလို့ရှိရင်ကိုမောင်စစ်မှုထမ်းလိုက်မယ်အဘလို့လဲခင်ဗျားတို့အဲ့လိုထိဟိုဘလို့ဟောမယ်ကြာဒီစစ်မှုထမ်းရအကုန်လုံးပါနော်အနိုင်နေဦးမယ်အဲ့လိုထိကျွန်တော်ရင်းမင်းမယ်ဗျာနော်လို့အဲ့လိုလို့ရှိရင်ဟုတ်ပါလားအဲ့တော့ဒါကနံပါတ်၁ချက်ခင်ဗျားတို့တကယ်တမ်းစီးနဲ့ကမ်းနဲ့တာလုံဆန်းမှာကျွန်တော်ကျွန်တော်ရောပဲပေါ့ဗျာရဲဘော်ဘွားဖြစ်နေကျွန်တော် စစ်မှုထမ်းလက်ထမ်းပေးမယ်နော်အဲ့တော့ဒါကထမ်းပါနဲ့ဖိလန်နိုင်ငံမှာပီယာစီချိုတယ်မဟုတ်ဘူးလားတော့မထမ်းပါနဲ့ပီယာတော့ဒါပဲကောင်းလေကျွန်တော်ဒီလောက်ထိအာမခံမယ်ဟုတ်လားစာချုပ်ပြည့်တဲ့သူကိုထွက်ခိုင်းပါပြီးလို့ရှိရင်ထောက်ဝင်ခိုင်းပါနောက်ထပ်စာချုပ်ပြည့်တဲ့သူထောက်ဝင်ခိုင်းပါနော်ပြီးတော့လို့ရှိရင်နောက်တစ်ခုပေါ့နော်စီးနဲ့ကန်းနဲ့စနစ်တကျလုပ်မယ်ဟိတ်ဆိုရင်ပေါ့ဗျာနော်နောက်ထပ်ဒီအဲလိုခေါ်မယ်ဆိုလို့ရှိရင်နေရာဒေသတစ်ခုကိုနှစ်နှစ်ဆိုပြီးပို့ထားတဲ့သူတွေอืม နှစ်နှစ်ဆိုပြီးပို့ထားတဲ့သူတွေ၄နှစ်လည်းမပြန်ရ၆နှစ်လည်းမပြန်သူတို့လည်းမိသားစုရှိတယ်အတေးပဲတော်လူခင်ဗျားတို့ကဘယ်လိုခေါ်မလဲဆိုတော့ယူရချက်မရှိတဲ့ပန်းနိုင်မရှိတဲ့လမ်းကိုရှောက်နေတယ်လူတိုင်းစိတ်ကြကြတယ်အင်းအဒီဒီတပုံကိုပြေးအောင်တိုက်ရင်ပြီးပြီဆိုတဲ့စိတ်ဓာတ်နဲ့တိုက်မယ်ဟဲ့ဆိုလို့ရှိရင်စစ်သားပိုင်းကတတ်သိရှိတယ်ဟိုကောင်တွေကဒီစိတ်ဓာတ်နဲ့တိုက်နေတာနော်ဒီတပုံတွေကငါတို့ဒီစစ်တပ်ကြီးပြုတ်ရင်ပြီးပြီဆိုတဲ့စိတ်နဲ့ငါတို့တည်တည်ကြည်ကြည်ွားဆိုအကုန်ပေးဆက်ပြီးတိုက်တာဒါပဲခင်ဗျားတို့ကဘယ်လိုခေါ်မလဲဆိုတော့ဒီစစ်တပ်ကတိုက်နေတဲ့ပုံစံကကြတော့ ငါလည်းမတတ်ဘူးငါလည်းမစင်ဘူးမင်းတို့လည်းထင်နေကြဟလာဘလိုဟောမဲဦးမေအွန်လိုင်းငါလည်းကာကျုပ်ဘဝနဲ့မစင်ဘူးမင်းတို့လည်းနေကြငါလည်းနေကြဩခင်ဗျားတော့အေကွန်ခန်းနဲ့ဒီနဲ့ဟိုသွားဒီသားတဝီဝီနဲ့နော်နိုင်ငံရေးကောင်းအောင်တော့ဘာမှသာမလုပ်နိုင်တာနော်အော်ဒီလောက်ထိချမ်းသာနေရနေပြောတာဗောဗျာတက်နေပြောခင်ဗျားတော့ပျော်နေမှာဗောနော်အောက်မှာတိုက်နေတဲ့သူတွေအားလုံးကဘယ်လိုလုပ်သွားပြီးတော့နေပြောတော့မှာလဲနော်အဲ့တော့အဲဘယ်လိုခေါ်မလဲဆိုတော့ဥမာပြချက်ခိုင်း ရခိုင်ကိုနှစ်နှစ်ဆိုပြီးပို့ထားတယ်အခု6နှစ်သူမြမိသားစုနဲ့အခုတွေ့ရ6နှစ်เนาะခင်ဗျားတို့ကတော့ဟိုနေနိုင်လို့နေနိုင်နေမဲ့သူတို့မှမနေနိုင်ဘူးเนาะအဲ့ဒါလေးပြောင်းပေးဖို့လည်းခင်ဗျားတို့စဉ်းစားပါဦးတို့အဲ့ဒါကကဲခင်ဗျားတို့အဲ့ဒီဘောနှစ်နှစ်တမအောင်နှစ်နှစ်တမ်းပြီးပြောင်းပေးဟဲ့လား၄နှစ်တမအောင်၄နှစ်အာ၄နှစ်တမ၄နှစ်တမရှိပါဦးပြန်เนาะအဲ့ဆိုလို့ကျွန်တော်က၄နှစ်ဆိုပြီးတော့မပို့ပါဘူးနှစ်နှစ်နဲ့ပို့လိုက်တာအခုချိန်ကြီးဘူးမှမထွက်ပါဘူး အဲမဒီနီယာမှာဂရီတီယာတခုတော့ရှိတယ်ဗျတလားစက်တက်ကရုပ်ဆမ်းပါဘာလို့ဆိုရှင်အရာရှိတွေပေါ့ဟိုအကောင်ကြီးကြီးတွေပေါ့ကျွန်တော်ဆိုချင်တာညွန်ကျုပ်တို့အဲ့လိုပေါ့တကယ်အရာရှိတွေကြတော့နှစ်နှစ်ပြည့်ပြည်တန်တန်ပြောင်းပြီးတာဟုတ်လားအဲ့ဒါကြတော့တို့ကတိတ်ပြီးတော့တစ္ဆာရှိတာဟုတ်လားကျန်တဲ့နေရာမှာသာတစ္ဆာမရှိတာအဲ့ဒါမင်းပါရယ်ဆောင်းကြည့်အဲ့တော့ကျန်တဲ့နေရာမှာတစ္ဆာဟိုဘာမဆိုတော့ဟိုလောက်နေသားပေါ့များစစ်တီလေးတွေကိုတစ္ဆာမရှိဘူးတို့ကြွေးတာနှစ်နှစ်ဆိုရင်ပို့လာလဲ6နှစ်လောက်ပြာလေးနှစ်လောက်ပြာနေနော် နောက်တစ်ခုက အာအရာရှိတွေလည်းပို့ထားတယ်ပြပြအောင်အမန်အကောင်ကြီးကြီးကြတော့နှစ်နှစ်ပြည့်ဒီနှစ်ပြည့်တာနဲ့ဒီနှစ်ပြည့်တာကဖူပတ်ခါပြီးလစ်သွားတာဒါကြတော့ခင်ဗျားတို့ပြောင်းပေးရကောင်းမှန်သိတယ်အဲ့တော့ဒီနေရာမှာကြည့်ရမှာပေါ့နော်စစ်တပ်ကလည်းစစ်တီတွေပေါ်မှာပြုတ်ဖို့ချင့်ကြံပုံတွေဟာလိုအပ်နေတယ်ထို့တူခင်ဗျားတို့ရဲချုပ်နဲ့ဒီပြည်내ရေးကလည်းရဲတွေပေါ်မှာဆက်ဆံတဲ့ပုံစံတွေကတစ္ဆာမရှိဘူးအဲ့တော့အဲ့လိုမျိုးတစ္ဆာမရှိတဲ့ခါမှာကျွန်တော်တို့ကအစကတော့ဗျာနော် အောက်ခြေစစ်တီတွေတပုံနဲ့ပေါင်းသွားတယ်လို့နော်အဲနောက်တစ်ခုဒီစစ်ပြေးလုတ်သွားတယ်လို့နော်အဲနောက်တစ်ခုပေါ့ဗျာနော်ဖျဲသီးလုတ်သွားတယ်လို့ဆိုလို့ရှိရင်ကျွန်တော်ကမကြိုက်ဘူးမကြိုက်တဲ့အပြင်ကိုရှုံချတယ်อืมကွန်ဒမ်တကယ်ကွန်ဒမ်လို့ဒါတကယ်စစ်ချရှုံချတော့ပါတော့လဲပဲခမားတို့ကတော့မှဟိုဒါမျိုးတစ္ဆာဖောက်နေမှာတော့ဟုတ်လားဒီရဲဘော်တွေစိတ်သက်ပြတ်ပြီးတော့ခမားတို့ပေါ်မှာ ဒီအခုကြံနေတဲ့စစ်တီတော်မှာသူတို့မိသားစုမျက်နှာတွေငဲ့ကွက်နေလို့ဆိုတာပြောသိတယ်အဲ့တော့ကြာကြာရင်စစ်တပ်ထွက်မကောင်းဘူးစစ်တပ်ထွက်မကောင်းဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့တခုခုတော့လုပ်ဖို့လိုပြီမြန်မာတိုင်းရောစုထိုင်ရတဲ့ကြာယောက်ျားမှန်လည်းကျမတို့တာတိတ်တိတ်ချာချာကနှစ်နှစ်သမားကိုနှစ်နှစ်အလားလေးနှစ်နေနှစ်သမားကိုလေးနှစ်ဆယ်နှစ်သမားကိုဆယ်နှစ်သူထောက်ခွင့်ပေးမယ်ဆိုလို့ရှိရင်အနောက်မှာထမ်းမဲ့သူတပုံကြီးပဲနော်ကျမတို့တိတ်တိတ်ချာချာလုပ်မယ်စပယ်ရှယ်လုပ်မယ်ဆိုကိုမောင်စစ်မှုထမ်းနေမယ်နော်အဲ့ဒါအဲ့ဒါအဲ့ဒါမျိုးကျွန်တော်ပြောပြပေးမယ်နော် ဲ့တော့တော်တော်လေးကိုခင်ဗျားတို့မပဲ့နဲ့ဗျာနော်မကောင်းဘူးမကောင်းဘူးနော်အဲဒါကအခုလက်ရှိပေါ့အဲစစ်တပ်နဲ့ပတ်သက်ပြီးတော့ပြင်ရမယ်ဆင်ရမယ်အရာလေးတွေပေါ့ဗျာနော်မတည်တဲ့ချင်းပြန်လို့မရှိတဲ့ဟာဒါမျိုးလည်းမလုံးနဲ့လေခင်ဗျားဘလို့ရမှာလဲတဲ့နော်ဟုတ်လို့ပါခင်ဗျားတို့ဟိုအောက်ခြေကဖြစ်နေအောင်အထက်ကမတိတာနော်ဒီပါတယ်အဲအရာတွေကတော်တော်ဆိုးတယ်ဗျာအောက်ခြေကဖြစ်နေအောင်အထက်ကတိဖို့လိုတယ်ဗျာနော်ဒီပါတယ်ဟုတ်လို့ကျွန်တော်တို့ကလည်းခင်ဗျားတို့မတိဘူးထင်လို့ကျွန်တော်ပြောပြနေရအောင်နော် ကျွန်တော်မှမပြောရင်လည်းခင်ဗျားတို့ဘာမှဘယ်သူမှဘာမှတင်ပြမှာမဟုတ်ဘူးဟုတ်လားအဲ့တော့မတိစံခိုင်ရေးပါတီဝင်ကိုစစ်မှုထမ်းခိုင်းပါအဲ့ဒါမှတတ်မတိပါနေပါနေခဏလေးခဏလေးစံခိုင်ရေးပါတီဝင်ကိုစစ်မှုထမ်းခိုင်းပါအဲ့ဒါမှတတ်မတိတာဝန်တာဝန်မတိစီရလားတဲ့အထက်ကလည်း မသိလို့ဟောဗျသိရင်တို့လည်းလုတ်ပေးမှာပေါ့စစ်တပ်ဆိုတာဥပဒေနဲ့အစည်းကမ်းနဲ့သွားတာလေဗျခင်ဗျားတို့အဲ့လောက်ထိတော့ကျွန်တော်မပြောကြဘူး60နှစ်နဲ့မှပြင်ဆင်ရမှာကြီးလေပြောပြီးသွားပြီနော်ကရင်ပြည်နယ်ချင်းနေခင်ဗျားတို့တစ်ခုလုံးမှရတော့မယ်နော်တစ်ခုခုလုံးမှရတော့မယ်ကရင်ပြည်နယ်မှာကျွန်တော်ပြောလို့ရှိရင်ခင်ဗျားတို့ကကျွန်တော်ကိုအဲ့ဒီကိုဘလို့ခေါ်မဲဆိုတော့ငပိငပိတွေပါစစ်တပ်တို့အစစ်တပ်ကိုအားပေးနေတော်တော်နဲ့နှစ်နေတာစစ်တပ်ကိုချစ်တာမဟုတ်ဘူးနော်အဖအကိုချစ်တာမဟုတ်ဘူးအဖအကိုဝိုင်းနေနေတယ်သူတွေ အဖအကောင်းကျိုးအတွက်လည်းခင်ဗျားတို့စဉ်းစားမှာမဟုတ်ဘူးเนาะအကိုကချစ်တာလားနှစ်တာလားမသိဘူးဖြစ်နေမှာအေးအဲ့ဒါငပိနေလားတမောက်เนาะအကိုကဒါမျိုးပြောလို့ရှိရင်မင်းတို့မယုံလို့ရှိရင်သွားကြည့်လိုက်နေဆက်စခန်းမှာစခန်း၃ခုပဲကျန်တော့တယ်เนาะ၃ခုပဲနေဆက်တကြောမှာလေဝေါ်လီဩဂရထာနဲ့နောက်စခန်းတစ်ခုတော့ပဲကျန်တော့ကျန်တာကတော့ KNU သိမ်းနေပြီ KNU သိမ်းနေတဲ့အပြင်ကိုကျန်တဲ့တက်တွေကိုပါเนาะဟိုဘလိုမှဆိုချုပ်ွက်တဲ့ထဲ့နေပြီချုပ်ွက်တဲ့ထဲ့ပြီးတဲ့အပြင်စစ်တိုက်စိတ်သက်စစ်စီကြီးတွေတိုက်နေပြီ တော့အထဲမှာလည်းစစ်သားချင်းချင်းကနည်းနည်းလေးဒါမျိုးကြောက်စရာတွေဖြစ်လာရင်တော့တပုံရဲ့စစ်စင်ရအောင်မြင်သွားမယ်ခင်ဗျားတို့အဲ့လူမှုရေးဖြည့်ချင်းလေးတော့နားလေအောင်ဗျာနော်မမြော်လေးအဲ့ကျွန်တော်ဖမ်းရမှာကြောက်တော့ဗျာကြောက်ပေမဲ့လည်းစစ်တပ်ကိုချစ်တဲ့အတွက်ကြောင့်ပြောရမှာပေါ့ဗျာနော်တကြလေးကျွန်တော်တကားလာခောင်းနေအောင်နော်ချောလည်းပြောတယ်ကျွန်တော်ဖမ်းခိုင်းနေပြီဖမ်းခိုင်းနေပြီတချို့စစ်တပ်ထောက်ခံတဲ့သူတွေနော်စစ်သားလည်းကျွန်တော်ဖမ်းခိုင်းနေပြီနော်အဲ့တော့ကျွန်တော်လည်းဝင်နေမြတ်မကြောက်ဘဲတော့နေမလားဗျာကြောက်တာပေါ့နော်